assalamu alaikum အားလုံးမင်္ဂလာပါဒီနေ့ episode မှာဆိုလို့ရှိရင်တော့ ramzan ဒီ islamic institute အဲဘာမရေပေါ့နော် ramzan program 2025မှာ mainly အတွက်အဓိကထားပြီးတော့ကဏ္ဍတစ်ခုအနေနဲ့ဒီဗီဒီယိုတစ်ခုလုပ်သွားမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီမှာဗာအကြောင်းအရာတွေပါမလဲဆိုလို့ရှိရင်က Ramzan Lama main ကလေးတွေတည်တည်နေထိုက်တဲ့ကိစ္စတွေပေါ့နော်ပြီးသွားတဲ့ခါကျလို့ရှိရင်က main ကလေးတွေကိုနဲ့ကလည်းဟိုဘယ်သူမှမရမှန်းမသိဘူးဆိုလို့ရှိရင်ဒီလိုမျိုးဗီဒီယိုတွေက main ကလေးတွေကိုဟိုအတုံးဝင်မယ်လို့ညွှန်လင်းနေပေါ့နော်အဲ့တော့ဒီနေ့မှာဆိုလို့ရှိရင်အမေတို့ Islamic Studio ဘာမှနေပြီးတော့ မခန်ဒီပါနဲ့တူတူဒီ Hanafi fake ထဲမှာရှိတဲ့ဒီ main link နဲ့ဆိုင်တဲ့အကြောင်းအရာလေးတွေကိုဆွေးနွေးတော့မှာဖြစ်ပါတယ်။အဲ့တော့အမရညီမရအနေနဲ့ဒီ video လေးကိုကြည့်ပြီးတော့ဟိုတလာတာပါဗောနော်ဖြစ်ပြတာတဲ့ကိစ္စလေးတွေကိုဖြေရှင်းနိုင်မျိုးလို့အမေတို့အနေနဲ့မျှော်လင့်ပါတယ်။မိုင်အစလာမလေးကိုဝါလိုင်ကုမ်အစလာမ်ဝါရဟမတူလာဟူဝဘရကာတူဟောမ ဟိုဟာဒီနေ့ကတော့ညီမတို့ကဒီရိုစာထားတဲ့နေ့မှာဗောနော် main လေးအနေနဲ့ဘယ်လိုပုံစံမျိုးလေးတွေတို့နေရမလဲဘယ်လိုပုံစံမျိုးလေးရှိလဲဆိုတော့ဆွေးနွေးတော့မှာဖြစ်တယ်ဗောနော်အဲ့တော့ပထမဆုံးအနေနဲ့ညီမမေးချင်တဲ့မေးခွန်းတွေကတော့ညီမတို့ရိုစာထားမယ်ဆိုလို့ရှိရင်ရိုစာနေရက်ကဗောနော်ဘယ်လောက်ထိအရေးပါပါလဲမောဟုတ်ကဲ့ဒီရမ်ဒါန်မှာပေါ့နော်ရိုစာထားကြတယ်ဆိုတာဒါမျိုးသမီးမျိုးသားတိုင်းမွတ်စလင်မျိုးသမီးမျိုးသားတိုင်းတို့ခရတ်တောင်းဝင်ဖြစ်တယ်လို့ ဒီ niyat လပီးရလုပ်တယ်ဆိုတာလည်း first down တစ်ခုပဲဖြစ်ပါတယ်။အ niyat ကိုဘယ်လိုလုပ်မှာလဲဆိုတာအခုရှိနေ။ဒါပါဒစကားပေါ့။ကြည့်ကြည့်ပါဒစကားနဲ့ niyat လုပ်လို့ရတယ်။အဲနောက်တစ်ခုကကျတော့နှလုံးသားထဲကနေရောရည်စူးလိုက်တယ်ဆိုလို့ရှိရင် niyat ကမြောက်ပါတယ်။အဲနောက်တစ်ခုကကျတော့ဒီကျွန်တော်တို့ဘယ်လိုမျိုးဘယ်အချိန်နေမှာ niyat လုပ်မှာလဲ။ဒါ niyat မိခွန်းဖြစ်ရကျတော့ကျမတို့ဖာဂျာမတိုင်ခင်ပေါ့နော်ဖာဂျာမတိုင်ခင်မှာနီးရလောက်တာအကောင်းဆုံးပေါ့နော်အဲဒါတော့အားလုံးဒီမှာဟာမဒါ အားလုံးကဒါဒီပေါ်မှာဒီ hadith တွေထောက်ထားရနေပြောထားရရှိတယ်။အဲဒါပေမဲ့လို့ကျွန်တော်တို့ဒီ Ramadan Ramadan လာမိတတဲ့ပေါ့နော်။တလလုံးနဲ့စောင့်ရတဲ့ပုံမှာမိတတဲ့ဆိုတလလုံးစောင့်ဖို့ဒီရလောက်ထားပြရတယ်။အဲနောက်တစ်ခုကကျတော့ဒါ Hanafi mazhab ညာပေါ့နော်။ Hanafi Hanafi mazhab ညာဆိုလို့ရှိရင်တော့ဒီနေမုံးမတဲ့အဲနောက်တစ်နေ့နေ့တစ်ပိုင်းမချိုးခင်ပေါ့နေမုံးမတဲ့ဆိုတော့လည်းကနေ့နေ့တစ်ပိုင်းမချိုးခင်မှာနေရလောက်ခင်ရှိတယ်။ နောက်တစ်ခုကကျတော့ကျွန်တော်တို့ကအကြံပြုချင်တာပေါ့နော်အဲမိကိုကိုကိုတတိထားကြည့်လိုက်တကူကဟိုဟာဆိုတော့ဆက်ဆယ်ရီထဆက်လိုက်တဲ့ခါမှာခိုင်မာရေးမှန်ချက်ရှိတယ်ငါကတော့ရိုးစားစောက်နေဒါဆိုလို့ရှိရင်နေရထားမြောက်တယ်ဒီလိုစိတ်ကလေးထားလိုက်နေရတယ်ဟုတ်ကဲ့အဲ့တော့ညီမတို့က main ကလေးတွေဖြစ်တဲ့ပုံမှာ Ramzan လာမှာညီမတို့တလားလုံးဟွာရှောင်ဖို့အတွက်မဖြစ်နိုင်တဲ့ကိစ္စတခုလို့ဖြစ်တယ်ဘာလို့လဲဆိုတော့ညီမတို့ကယာတီလာတဲ့အချိန်ရှိရပါတော့ အဲ့လိုမျိုးဆိုတော့တချို့တွေကယာယီလာတဲ့အခါကျတော့ရှိရကိုလိုမြင်းမြင်းနဲ့လာမှာရိုဇာမှာထားတဲ့ပုံမှာတချို့တွေကဘာဖြစ်လဲဆိုတော့စိတ်မကောင်းဖြစ်ကြရပေါ့နော်အဲ့တော့အဲ့လိုမျိုးယာယီလာတဲ့အချိန်မှာရိုဇာထားလို့မရဘူးနမတ်စပတ်လို့မရဘူးဆိုပေမဲ့ဟိုဘာလို့လုပ်ရလဲပုံမှာမင်းကလေးအနေနဲ့ဟုတ်ကဲ့ဒါတော့ဒီဒီဟိုပေါ့နော်ဘာလို့ဘာလို့လုပ်ရလဲဆိုတော့မိကုံကမဖြေခင်ပါပေါ့နော်အဲဒီရမဒွန်ရဲ့ရီမန်ရီရွေချက်ပေါ့အလုံးရှင်မြပြထဲတဲ့ရီမန်ရီရွေချက်ကကုရ်အန်မာလာရှိတယ် စူရာဘကရာကုရ်အန်ရဲ့စူရာဘကရာ183မှာလာအလကုမ်တတကုန်ပြောထားတယ်အဲသူ့ရဲ့အဓိပ္ပာယ်ကအဲတင်းတို့ဒီအပြစ်ကိုရှောင်ကောင်းမှုကိုဆောင်ရံအတွက် အဲဒီကောင်းမှုဆောင်သူများထင်ရအတွက်လို့ပြောထားတယ်ဒီရမဒန်ကိုဒီအလုံးရှင်မြတ်ဖျက်ထားတဲ့ရည်ရွယ်ချက်ပေါ့နော်အဲနောက်185အရာဆူရာဘကာရာမှာပဲ185အရာမှာပြောထားတာရှိတယ်သူရဲ့ဒီဒီအရာရဲ့အလွေသဘောကကျတော့အဲရှင်ဒီအရှင်မြတ်ကအတင်တို့ဟာဒီတင် जा ပြသထားတဲ့အတိုင်းအဲလမ်းညပြသထားတဲ့အတိုင်းအဲတရားလမ်းပြသထားတဲ့အတိုင်းအလုံးရှင်မြတ်ကဒီကြည်ကျင်းမြင့်မြတ်မှုကိုရွတ်ဆိုရန်အတွက်ဖြစ်တယ်နောက်ပြီးကျတော့ကျေးအတင်တို့ကျေးဇူးတင်ကြတဲ့ဖြစ်တယ်လို့ဒီရမဒန်ကို ပြတ်ထန်းတဲ့ရွေချက်ကိုအလို့ရှိမဲ့ကိုယ်တိုင်ကညွှန်ပြထားရှိတယ်။ဒါကြောင့်မလို့ဒီရွေချက်ကိုကြည်ကြီးရမယ်။ကျွန်တော်တို့မျိုးသမီးတွေ hide လာတဲ့ခါမှာ hide ဖြစ်တဲ့ဒီကြာဒီလာတဲ့ခါမှာကျွန်တော်တို့ကကိုယ်တိုင်ဖတ်လို့မရဘူး၊နမတ်ဖတ်လို့မရဘူး။အဲဒါဝါရှောင်လို့မရဘူး၊ရိုသာဆောင်လို့မရဘူးပေါ့နော်။ဒီလိုအခြေအနေမှာကျွန်တော်တို့ကဒီဒီရိုသာဆောင်လို့မရတာပဲရှိတယ်။ကျွန်တော်တို့ရမဒန်နဲ့ ရည်ရွယ်ချက်ထဲမှာကျွန်တော်ကောင်းမှုကိုဆောင်ရွက်ရတယ်။အဲမကောင်းမှုတွေကိုရှောင်ကျဉ်လို့ရတယ်။နောက်အလုံးရှိမြက်ကကြီးကျယ်မြင့်မြတ်ခြင်းကိုပြတ်တက်ရမယ်ဆိုလို့ဒီရွတ်ဆိုရမယ်ဆိုတဲ့ကြောင့်မလို့ကျွန်တော်တို့ကစကရယ်စိတ်လို့ရတယ်။အဲဒီလိုမျိုးတွေအများကြီးလုပ်လို့ရရပေါ့နော်။အဲနောက်တစ်ခုကကျတော့ကျွန်တော်တို့တွေကဒီနေ့စဉ်ဆွေးဆွေးမြဲလုပ်ဖို့ပေါ့နော်။ဒီ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 ရမဇန်လားကျွန်တော်နဲ့တာတနေ့မှာတစ်ခါပဲကျွန်တွေ့ရတာမဟုတ်လား။ပြီးတော့ဒီရမဇန်လားရဲ့အဲမြင့်မြတ်မှုကဘာတွေရှိလဲဆိုတော့သူက အချားလိုက်နေမတူပဲနဲ့ကောင်းမှုဆိုလို့ရှိရင်လည်းအလုပ်ရှင်မျိုးကပွားများပေးတယ်ပေါ့နော်အဲဒီဆုလက်တွေထုံမွနေတဲ့လဖြစ်တယ်အဲဒီလကိုလက်လွတ်မခံဘဲနဲ့အဲကိုကဝါဝါလို့သာမဆောင်နိုင်ဘူးဆိုပြီးအဲ့နေ့တွေကိုရိုင်းပေးလိုက်ကမနေသင့်ဘူးပေါ့နော်ကောင်းမှုတွေကိုလည်းဆောင်နေမယ်မကောင်းမှုတွေကိုလည်းရှောင်ကျင်နေမယ်ဆိုရင်ကျမတို့ကရမဒန်လမှာနစ်နာရတဲ့သူတွေမဟုတ်ပါဘူး ဒါပဲမဆောင်နိုင်တာကျန်တာအခွင့်အရေးအားလုံးရရှိပါတယ်။နောက်တစ်ခုအကြံပြုကျင်တာပေါ့နော်။ဘယ်လိုလဲဆိုတော့ဆက်ဆံမြဲလို့ဖြစ်သွားစေကျင်တာမိသားစုတွေကိုကျွန်တော်ဝါဖြီတော့မယ်ဆိုလို့ရှင်ဝါဖြီဝိုင်းစီစဉ်လိုက်ကြတယ်။စီစဉ်လိုက်တယ်ဆိုလို့ရှင်နည်းနည်းလေး9မိနစ်10မိနစ်ဆော့ပြီးဝါဖြီဝိုင်းမှာထိုင်လိုက်စေကျင်တာ။အဲထိုင်လိုက်စေချင်တာကျမတို့ရဲ့အကြံပြုချက်ပေါ့နော်ထိုင်လိုက်တယ်ထိုင်လိုက်ကလေးတွေရောရူသာဆောင်သူရောရူသာမဆောင်သူရောထိုင်လိုက်ပြီးတော့အဲဒီမှာစကေတွေစိတ်ကြမင်းအဲဒူဝါတွေလုပ်မင်းအစ်ဆလေးစဝပ်တွေပို့မင်း အဲ့လိုမျိုးဆိုလို့ရှိရင်ခလေးတွေလည်းအကျင့်ကောင်းရမယ်ဟိုမှာကိုယ်တွေလည်းဆွဆွမြင်လို့ဖြစ်တာပေါ့နော်ဟုတ်ဟိုမှာဟိုအဲ့လိုလို့ရှိရင်ပေါ့နော်အမကျွန်တော်ရိုဇာထားနေရိုဇာထားနေနေရာဒီလာသွားတယ်ဆိုလို့ရှိရင်ရောဒီရိုဇာကျွန်တော်တို့ဖြတ်လိုက်ရမှာလားဒါမှမဟုတ်ရှင်ဆက်ထားရမှာလားဘယ်လိုမျိုးရှိလဲပါဟုတ်ကဲ့ရိုသာရိုသာထိုင်းနဲ့ဟာဒီရာဒီလာလိုက်တယ်ဆိုလို့ရှင်တော့ရိုသာကတော့ပြတ်သွားတယ်ပြတ်သွားတယ်ဖြစ်တဲ့ကြောင့်ဒီရိုသာ ဒီလိုသာ ਉਹ ရမ်ဇန်ပြီးရမ်ဇန်ပြီးရင်တော့ပြန်ပြီးတော့အဲကတော်ဖြစ်ရမယ်ပေါ့နော်။နောက်ကတော်ကတော်ဖြစ်ရမယ်။အဲအဲ့ဒါကတော့တခုနောက်တစ်ခုကကျွန်တော်တို့ကခန္ဓာကိုယ်ကစဉ်းစားမဖြစ်တော့လူသာထားဖို့တည်းလဲစဉ်းစားမဖြစ်ဘူး။အဲကြည့်တော့ကျွန်တော်တို့မှာမလွယ်ဘူးပေါ့နော်။ဒီဟာကိုအစာဆက်ဆောင်မှုမလွယ်ဘူးအစာစားလို့ရတယ်။အဲအဲ့ဒါလေးကိုတော့ပြောချင်တယ်ပေါ့။အစာစားလို့ရတယ်။ဟုတ်။ဟုတ်။အဲ ဲ့တော့ညီမတို့ကထားရာစီရာရိုဇာထားနေရင်လည်းရာဒီလာဟာတချို့ကြောက်လည်းအမရယ်မာဝါရှောင်းနေတဲ့ရိုဇာအချိန်မှာပေါ့မာရာဒီကပြီးသွားတယ်ဆိုရင်ရောဘယ်လိုမျိုးရှိလဲမသိဘူး ဒီယာဒီအချိန်မှာယာဒီဟိုဝရုဒအချိန်နေမှာယာဒီပြီးတော့ယာဒီပြီးသွားတဲ့အခါမှာဆိုလို့ရှိရင်ဒါကိုတန့်သွားတဲ့အနေအထားတစ်ခုဖြစ်တယ်။ကိုတန့်သွားတယ်ကြောင့်မလို့ကိုဆိုရီချိုးမယ်။ပြီးပြီဆိုရင်ဟွာဒီရိုဒါစောင့်ထားသူလိုပဲအစာမစားဘဲနဲ့ဝါဖြေချိန်ထိအဲကျွန်တော်ရိုဒါရိုဒါတေပုံနဲ့မျိုးနေထိုင်ရမယ်။ဒါပေမဲ့အဲ့ဒီရိုဒါဟာပြည့်ဝရဲ့ရိုဒါမဟုတ်တဲ့ကြောင့်မလို့သူ့ကိုတော့ရမ်ဇန်ရမ်ဇန်ပြီးလို့ရှိရင်ကျွန်တော်တို့ကတော့ပြန်ဖြည့်ရမယ်။အဲ့တခုရှိတယ်။အဲ ကျွန်တော်တော့အထွေထူးတော့မရှိပါဘူးဟုတ်ဟုတ်ကဲ့အဲအဲ့တော့ဒီ rosa အချိန်မဟုတ်ပဲねဥမာပေါ့နော်ညဘက်မှာရာသီပြီးသွားတယ်ပေါ့မဒါမဲ့ညဘက်ကိုကိုစိုးနဲ့ရေမရှိပြစ်လိုက်ဘူးဆိုရင်ရောဘယ်လိုမျိုးပုံစံမျိုးရှိလဲအမနောက်တနေ့မှချိုးလို့ရလားဒါတွေချက်ချင်းပဲချချိုးရမှာလားဘယ်လိုပုံစံမျိုးရှိလဲမသိဟုတ်ကဲ့သူကဒီအဲပုံမှန်ကတော့လူတယောက်တန်ရှင်းသွားပြီဆိုရင်ချက်ချင်းကိုစိုး ရေချိုးဖို့အတွက်ကျွန်တော်တာဝန်ရှိတယ်ပေါ့ဒါပေမဲ့တစ်ခါတစ်ခါကျအခက်ခဲတွေမျိုးစုံကြုံရတယ်လीအဲအဲ့ကျတော့ဒီကျွန်တော်ရိုးစားကိုထားလို့ရမလားမရဘူးလားဆိုတော့ကျွန်တော်ကြည့်ဖို့အတွက်ကသူကဒီဆယ်ရီချင်းပတိုင်ငယ်မှာသူတန့်တော်တယ်ဆိုလို့ရှိရင်သူကရေချိုးလို့ရရင်လည်းရေချိုးလိုက်မယ်ရေချိုးလို့မရတဲ့အချိန်တွေမှာဖြစ်နေရဆိုရင်အခက်ခဲရှိတယ်ဆိုရင်မချိုးဘဲနဲ့သူဆယ်ရီစားလိုက်နီးရလောက်လိုက်ရိုးစားစောင့်လိုက်ပေါ့နော်ရိုးစားစောင့်လိုက်ဒါပေမဲ့ ကစရီချောဘယ်ချိန်မှချိုးမှလဲဆိုဥမာမချိုးဖြစ်ဘူးဖြစ်နေတော့ဆော့ဆော့ချိုးတာကောင်းတာပေါ့နော်အဲမချိုးဖြစ်ဘူးအဲဝါပြေခြင်းတိကိုပဲသူရေကစရီမချိုးဖြစ်ဘူးဘူသားတော့စောင့်ထားတယ်ကစရီမချိုးရသေးဘူးဆိုလဲဒီရူသားတော့ပိုင်နေဒါပေမဲ့အဲ့မနမတ်စတီကဒီပြက်ွက်လို့မရဘူးပေါ့နော်ဒါတန့်သွားတဲ့အချိန်မှာတန့်ပြီးနမတ်စကအဲသူတော့ forest တောင်ဝင်ဖြစ်တယ်အဲဒီလိုပြက်ွက်တဲ့ပုံမှာတော့သူကအဖြစ်ထိုင်တယ်ဟုတ်အဲ့တော့ညီမတို့ အကောင်းဆုံးကတော့မင်းမြန်ဟိုပြီးွားပြီဆိုလို့ရှိရင်တန်ရှင်းမင်းမြန်လုပ်လိုက်တာဒီကိုစုမင်းမြန်ကိုစုနဲ့မင်းမြန်ရေချွတ်လိုက်တာတော့အကောင်းဆုံးဖြစ်မယ်ထင်တယ်နော်။အဲ့တော့ကတော့အမရေအခုညီမတို့ရိုးစားပြတ်သွားတယ်ပေါ့။ຢာဒီကြောင့်ဖြစ်ဖြစ်ရိုးစားပြတ်သွားတယ်ပေါ့။အဲ့ဒီရိုးစားပြတ်သွားရဆိုလို့ရှိရင်ညီမတို့ကပြန်ပြေးမယ်ဆိုလို့ရှိရင်ရောဘယ်လိုမျိုးဟိုစီကန်ချက်လေးရှိလဲမသိဘူးမ။ဟုတ်ကဲ့ပြန်ပြေးမယ်ဆိုလို့ရှိရင်ညီမတို့ကဒီနေ့ရမ်ဇန်နဲ့နောက်နေ့ရမ်ဇန်ကြားထဲမှာ ဖြစ်လို့ရတယ်။ဥမာကိုကဗနရက်ပြက်တယ်လောမငါးရက်ပြက်တယ်လားခုနှစ်ရက်ပြက်တယ်လားအဲ့ပြက်တဲ့ရက်ကိုစက်တိုက်ဖြစ်လို့လည်းရတယ်လို့ရက်ချားဖြစ်လို့လည်းရတယ်ကြိုက်တဲ့ရက်ကိုဖြစ်လို့ရတယ်ဟုတ်အဲ့တော့ဒီဘက် Ramzan နဲ့ဟိုဘက် Ramzan မရောမချင်းဟိုကြားထဲမှာကြိုက်တဲ့ဟုတ်ကဲ့ရှင်အချိန်မှကြိုက်တယ်လို့အဆင်ပြေဟုတ်အဲ့တော့ဟိုစောဖြစ်နေတော့ပိုကောင်းတာမဟုတ်ဟုတ်ဟုတ်ကဲ့ဟိုဟာမဘောတော့တချို့ကြတော့လေညီမတို့တခါကြရချင်းဒီအရှိတော်အားရှာမှာလည်းရှိတတ်ပါရဲ့ ဒီကာချာလေးတခုပေါ့နော်အဲ့ဒါဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ရိုစာရှိအောင်ဟန်ဆောင်တာဘာလဲဆိုတော့ကျွန်တော်ရည်လာနေရဆိုတာကိုအင်ကဟိုတားတွေပဲဖြစ်တရားရောက်ောက်ပဲဖြစ်ပေါ့နော်မတိအောင်ဆိုပြီးတော့ဟန်ဆောင်တဲ့အကျင့်လေးရှိရပေါ့နော်အဲ့ဒါကြတော့ဘာသာရေးကကျွန်တော်တို့ကိုင်ညီမှုရှိရရှိရလားဘလို့ပြောရမလဲရိုစာကိုတစ်ခါကျခိုးစားရတာကိုကရာသီလာလို့ရိုစာမထားပြဘူးဒါလည်းလူအမြင်အောင်ခိုးစားရတာကိုဟိုဖွက်စားရတာကိုပြီးမနိုင်လဲပေါ့နော်ဥမာ မနာမိုးလင်းကြလို့ရှိရင်ထပြီးဆယ်ဒီစားပြရတာတို့အဲ့လိုပုံစံမျိုးကြီးကြတော့ဟိုဘယ်လိုပုံစံမျိုးရှိလဲမသိဘူးဟုတ်ကဲ့ရှင်အဲဒီအားနဲ့ပတ်သက်ပြီးတော့သာသနာကတော့ဒီမျိုးသမီးတွေကိုဟန်ဆောင်ဖို့တိုက်တွန်းမထားဘူးပေါ့နော်အဲလာမလို့ရဘူးတာဝန်လည်းမရှိဘူးအဲဒီတစ်ခုတော့ကျွန်တော်တို့ပြောလို့ရတယ်နောက်တစ်ခုကဒီကျွန်တော်တို့ဒီမျိုးသမီးတွေကဒါဆက်စရာမဟုတ်ဘူးဆက်စရာမဟုတ်ဘူးဆိုတာအိမ်ကြီးနဲ့ ီတဲ့နှိမ့်ချမှုเนี่ยမတူဘောเนาะအိမ်ဒီတိတ်ခါကိုထိမ့်သိမ်းတာကိုကျွန်တော်လက်ခံတယ်ဒါပေမဲ့ဒါကိုနှိမ့်ချတဲ့ဖြစ်စဉ်လို့တော့မယူဆစေချင်ဘူးပေါ့အမျိုးသမီးတွေကိုကျွန်တော်တို့ပြောပြချင်တာအဲခန္ဓာကိုယ်ရဲ့ဖြစ်စဉ်မျိုးသမီးတွေရဲ့ခန္ဓာကိုယ်ရဲ့ဖြစ်စဉ်တစ်ခုသာပဲဖြစ်တယ်ပေါ့เนาะအဲဒီရာသီလလဲဆိုတာ28ရက်တခါအမျိုးသမီးအများစုမှာ28ရက်တခါတင်ရောင်ရမ်းပြီးတော့တာဥကျွေးလေးဖြစ်စင်တယ်အဲ့ချိန်မှာအပြောင်းလဲမှုဟာရမ်းမြန်တယ်ဟော်မုန်းပြောင်းလဲမှု များတယ်အဲနောက်ခန္ဓာကိုယ်ရောစိတ်ကောနွမ်းနေတယ်အနာကျင်မှုတွေရှိတယ်ပေါ့စိတ်နာကျင်မှုစိတ်စိတ်ပိုင်းဆိုင်ရာချိနှက်မှုခန္ဓာကိုယ်ပိုင်းဆိုင်ချိနှက်မှုတွေရှိတယ်ဒါကြောင့်မလို့ဖန်ဆင်းရှင်အလုံးရှင်မျိုးကိုယ်တိုင်ကဒီရဲ့အခြေအနေကိုအတိဆုံးဖြစ်တော်မူတယ်ဒါကြောင့်မလို့ပဲကျွန်တော်တို့ကဟိုဒီရဒီဘယ်လိုပြောမလို့ခန္ဓာကိုယ်နဲ့ရင်းပြီးတော့ဘုရားဆောင်ရတဲ့အရာကိုကျွန်တော်တို့နားပေးတယ်လို့အဲကျွန်တော်တို့ကျေးဇူးတင်ဆန်နေယူဆပါတယ်ဟုတ်အကြောင်းမလို့ဒါဖုံးကွယ်မရမှာမို့ဒါပေမဲ့အဲတခုတော့ရှိတာပေါ့မိမိရိုးသားမဆောင်ဘူးအဲ high ကြောင့်ပဲဒီရာသီကြောင့်ပဲဖြစ်ဖြစ်အခြားအကြောင်းတစုံတည်းကမဆောင်ဖြစ်ဘူးဆိုရင်တော့မှဆောင်ရူသာဆောင်တဲ့သူတွေတော့ဂုံပေးလေးစားတဲ့အနေနဲ့ဟိုတက်နေတယ်များသူတို့ရှိမှာတော့ပေါ်ပေါ်တည်တည်မစားတင်ဘူးပေါ့ရင်ကျင်းမှုတစ်ခုအနေနဲ့မစားတင်တာတော့ရှိပါလေဟုတ်ဟုတ်အဲ့အဲ့ဆိုလို့ရှိရင်ပေါ့နော်အခု main ကလေးတွေမှာဟိုကိုဝင်းလေးပါရှိခဲ့ရောရူသာကဟိုဆောက်ဖို့တောင်းရင်ရှိလားဒါမှမဟုတ်လို့ရှိရင်မဆောင်လဲရတာဘလို့ရှိလဲမသိဘူးပါ ဟုတ်ကဲ့အဲဒီကိုဝင်ရကျတော့ကိုဝင်မှာကျတော့တခုရှိတယ်ကျွန်တော်တန်းရိုက်ကိုရန်မှာတော့အဲတန်းရိုက်ဒီကိုဝင်နဲ့ပတ်သက်ပြောထားတာမရှိဘူးဒါပေမဲ့ဒီကိုရန်မှာအဓိကပြောထားတာရှိရတော့ဒီဟိုပါပေါ့ကျမ်းမကျမ်းမာသူပေါ့နော်ရိုသာဆိုင်ငန်းခွင့်ရှိတယ်အမကျမ်းမာတဲ့ရိုသာဆိုင်ငန်းခွင့်ရှိတော့ဒီအမျိုးသမီးကိုဝင်ဆောင်ဆိုတာလေအဲသူ့ရဲ့ဒီမကျမ်းမာမှုအခြေအနေဆိုရှိတတ်တယ်ကိုဝင်ဆောင်မှာမမိခင်ရူသာဆောင်းလိုက်တယ်ရူသာဆောင်းလိုက်တယ်ဆိုရင်မိခင်မှာထိခိုက်သွားနိုင်တာမျိုး အာနေအားချိနေတော့တာမျိုးနောက်တစ်ခုကခလေးမှာဒရေသားမှာထိခိုက်တာမျိုးဒါအိုဂျီလေးနဲ့တိုင်ပင်ပြီးတော့မှဆွေးနွေးတိုင်ပင်ပြီးလို့မှရိုဇာစောင့်ဖို့သူ့တော်မဖြစ်နိုင်ဘူးဆိုရင်တော့သူဆိုင်ငယ်တင့်နေပေါ့နော်ဆိုင်ငယ်လို့ရတယ်ဆိုင်ငယ်ပြီးရင်နောက်ပိုင်းမှာဒီကလေးမိဖပြီးမှဒီအရီကိုကတော်ပြန်ဖြစ်ကတော်ပြန်ဖြစ်မယ်ဆိုရင်တော့ရချင်အမကြီးပေါ့နော်ဒီအခုရမ်ဇန်လာမှာပေါ့နော်မိန်းကလေးတယောက်ကမိဖကာလတခုအနေနဲ့သူကြုံရမယ်ဆိုလို့ရှိရင်ရောသူ့တော်ကရောဘယ်လိုမျိုးစီးမြစီကန်းလေးရှိလဲမသိဘူးမှာရိုဇာနဲ့ပတ်သက်ပြီးတော့ဟုတ် အဲ့တော့ဒီ nifas ပေါ့နော်မီးမီးရဲ့သွေးစင်းနဲ့အဲဟာတခုရှိမယ်ဒီဟိုကတာဖပြီးတော့အဲ့ဒီမီးရဲ့သွေးစင်းတဲ့ကာလမှာသူမသူရက်လေးသက်စင်းမလားဒါမို့ရက်လေးသက်တဲ့ဆော့ဆော့ပြီးတော့ပြီးသွားမလားအဲ့ဒါဆိုရင်တော့ရက်လေးသက်တဲ့ကြော်ရင်တော့ကျွန်တော်တို့က nifas လို့မတတ်မှတ်တော့ဒါယောဂသူတတ်မှတ်တယ်ပေါ့နော်အဲ့ရက်လေးသက်အတွင်းမှာဖြစ်သွားမယ်ဒါမို့ဒီနည်းနည်းလေး၃ရက်လောက်၄ရက်လောက်နဲ့ပြီးသွားရလဲရှိမယ် အဲ့ဒီချိန်မှာရမ်ဇန်နဲ့ကြုံတက်တယ်ဆိုလို့ရှင်တော့ဒီဟိုကျွန်တော်တို့ရာသီသေးတာမယ်ရာသီသေးဆင်းတဲ့သူပဲယူဆရမယ်ပြီးတော့အနေချက်ချင်းမဲ့သူဂူဇန်နီရဲ့နဲ့ဂူဇာထားရိုးသားဒီရိုးသားဖြတ်သွားပြန်ပြောလိုက်မယ်နော်ဟုတ်ဟုတ်စကလုံးကဟောလေးထပ်သွားရိုးတိုက်ဟောကလေးတွေကိုကျတော့နိုးတိုက်မိခင်နေကျတော့ဟိုလိုပြောထားဆိုတော့လေဘယ်လိုကန်သူပြန်ဖြည့်မယ်ဆိုလို့ရှင်အဲ့ဒီကနေပြန်တွက်ပြီးဖြည့်ရအဲ့လိုပုံစံမျိုးပြောမလားအမဟုတ်တယ်အဲ तू ကဟုတ် ဟုတ်အမပြန်ဖြစ်လိုက်ပြန်ပြန်ဟုတ်ဟုတ်ဖြေပဲပြောလိုက်မယ်နော်အဖြေပဲပြောလိုက်မယ်အဲ Nivas ကကျတော့ဟိုရက်40တဲ့ကြော်တဲ့ဟာကိုတော့ကျွန်တော်ယောဂသူလို့သတ်မှတ်မယ်အဲရက်40နဲ့ဒီအတွင်းမှာဖြစ်ဖြစ်သွားခဲ့ပြီးတော့ဟလာတန်ရှင်းသွားပြီတန်ရှင်းသွားပြီးတော့နောက်မှာသူကဒီရမဇန်နဲ့ကြုံကြက်ခဲ့ပြီဆိုရင်တော့သူကရာသီဆွေးတာမန်ရာသီသွေးဆင်းတဲ့အမျိုးသမီးလိုပဲသူကတန့်သွားတဲ့ကြောင့်မလို့နေသူက ဒါဒါဒိုးစားဒိုးစားတယ်လို့မျိုးနေတဲ့နေပေါ့နော်အဲဒါမဲ့အဲဒါတော့သူ့ရဲ့ခန္ဓာကိုယ်ကနေသားကိုကြည့်ရမှာပေါ့နော်သူကခေါင်းလျှော်တန်ရှင်းရိုးစိုးရီချိုးပြီးရဲ့နောက်မှာသူ့ရဲ့ခန္ဓာကိုယ်ကလမ်းဆန်းနေတယ်ဆိုရင်တော့သူဒိုးစားတယ်လို့ပဲနေတဲ့နေနောက်တစ်နေ့မှလည်းသူဒိုးစားစောင့်နိုင်တယ်သူ့အတွက်လည်းအနေမရှိဘူးကလေးတည်းလည်းအနေမရှိဘူးသူကစောင့်တယ်မှလည်းဟုတ်ဟာနိုးတိုက်ကာလာမှာဟုတ်ပါ ဒီအဟောနှုတ်တိုက်ကာလကလည်းတူတူပဲရှင်ကိုဝင်ဆောင်လို့ပါပဲအဲဒီသူသူမိခင်မှာအရန် week ဖြစ်သွားမှာအားနေတော့မယ်ပေါ့နော်နှုတ်ဒီရိုသာဆောင်ခြင်းအဖြစ်အားနေတော့မင်းတော့ခလေးခလေးကိုလည်းအဲ့လို ပိန်သွားပိန်သွားတာမျိုးကျမကြီးထိခိုက်တာမျိုးဖြစ်စေမယ်ဆိုလို့ရှင်တော့ဒီဟာကိုဒီ no ဖြက်ပြီးတော့မှကလေး no တိုက်ပကလာကုံဆုံးတော့မှပေါ့နော်ကတော့ကတော့ပြန်ဖြစ်လို့ရတယ်ဘယ်လိုမျိုးသိနိုင်တာလဲပေါ့နောက်ဒါရောဆောင်းဝဲတိုင်မင်းလို့ရရင်တိုင်မင်းလို့ရနောက်တစ်ခုကစီးရောင်ရမ်းရှင်းလာတယ်အမျိုးသမီးတွေကအဲဒီအရေးတဲ့ဆုံးရှုံးတာပေါ့နော်မိခင်ရဲ့ no ကအရေးဖြစ်သွားနေတာဆိုတော့ခန္ဓာကိုယ်မှာအရေးတဲ့ဆုံးရှုံးနေတကအဲ့ကြတော့ဟိုဂျေးမတောင်းရတဲ့ပုံမှာဒီကလေးကို no တိုင်ရင်းနဲ့ အစီအရောင်ရင်းရင်းလာလို့ဆိုလို့ရှိရင်သူတို့သာစောင့်မှုနည်းနည်းခက်ခဲရှိတယ်သူခန္ဓာကိုယ်အဆင်သင့်မဖြစ်ဘူးပေါ့နော်။နောက်ကလေးကလည်းပိန်လေးလာတယ်။အဲသူတို့မျိုးဆိုလို့ရှိရင်သူတို့သာမစောင့်မင်းနဲ့သူနောက်ပိုင်းကမှငါကတ်တော်ဖြစ်တာသူ့တော့ပိုကောင်းပါလေ။ဟုတ်။ဟွာလေးအဲအခုကတော့ဟုတ်ပါတယ်။မိန်းကလေးတွေဒီယာဒီလာတဲ့ကိစ္စတွေဒီကိုဝင်နေနိုးတိုက်တွေပေါ့နော်။အဲ့တော့ပုံမှန်ပေါ့နော်မိန်းကလေးတယောက်ကဒီရမ်ဇန်လမှာခရီးသွားမယ်ဆိုလို့ရှိရင်ရောဘယ်လိုမျိုးစီးကပ်ချက်လေးရှိမှန်းမသိဘူးရှင်။ဟုတ် ဒီအားကျတော့အမျိုးသမီးရောအမျိုးသားရောအကျုံးဝင်ပါလေကုရ်အန်မှာကလည်းအတိလင်းမိန့်ထားရှိတယ်ဒီခီးသွွားကိုရူဇာဆိုင်ငံခွင်ပေါ့နော်အဲကျမတို့ကဒီရမ်ဇန်လမှာအဲခီးသွွားဖို့ဖြစ်လာတယ်အဲဒါအရေးကြီးကိစ္စပေါ့နော်ဖြစ်လာကြုံကြိုက်လာမှဒါခီးလည်းတွတ်တင်ပါလေရိုင်းတော့မတွတ်တင်ဘူးနော်တွားရမယ်ဆိုလို့ရှင်တော့ဒီရူဇာဆိုင်ငံခွင်ရှိတယ်ဒါပေမဲ့ဖြစ်တင်တာကတော့ ရမ်ဇန်တိုင်းငင်းဒီရမ်ဇန်တိုင်းငင်းနေရာမှာကိုတို့လုပ်ရမယ့်လုပ်ငန်းစဉ်တွေခီးစဉ်တွေအားလုံးချုပ်ပြီးတော့ကိုတက်နိုင်တယ်များစီစဉ်ထားတာတော့ပိုကောင်းတာပေါ့ဘာလို့လဲဆိုတော့ရမ်ဇန်ကဒီဆုလပ်တွေနဲ့အများကြီးရှိတယ်လားဟုတ်နော်ညနှစအဖအစအများကြီးပွားပြီးမဲ့လားဆိုတော့ဒါအောင်မစွတ်လွတ်တင်ဘူးပေါ့နော်အဆုံးရှုံးခံတင်ဘူးအဲ့တော့အမရေညီမတို့ main ကလေးတွေကဒီ Ramzan လာဆိုလို့ရှိရင်အဓိကဟင်းချက်ရတာလည်းပါတယ်ပြီးွားတဲ့ခါကျတော့ရှင်မှာ အိမ်မှာပေါ့နော်ဒီကလေးငယ်ငယ်လေးတိတိလေးရှိရဲ့အမေတို့ပြီးသွားတဲ့ခါကျတော့ရှင်မှာအရန်အသက်ကြီးရဲ့ဟိုလူကြီးရဲ့ရှိရဲ့အိမ်ပေါ့နော်ဒီလိုဒီလိုကလေးတွေပါညာကြောင့်ညီမတို့ကဒီအစာကိုပေါ့နော်ကြိတ်ကျွေးရတဲ့ပုံစံမျိုးရှိတယ်ဒါပေမဲ့လောလောဆယ်မှာကဘယ်လိုဖြစ်လဲဆိုတော့မီးကလည်းတိတ်မမှန်အောင်လေအဲ့တော့ဒီအမျိုးသမီးတွေအနေနဲ့ဒီဟင်းကြီးတာတို့ပြီးသွားတဲ့ခါကျတော့ရှင်ဒီလိုသမင်းကိုပေါ့နော်ဒီခွန့်ကျွေးရတဲ့ခါကျတော့ရှင်ဝါးပြီးကျွေးရကလေးတွေဝါးပြီးကျွေးရတဲ့အခြေအနေမျိုးဆိုလို့ရှိရင်ရောဟိုညီမတို့အနေနဲ့ဘယ်လိုမျိုးစီကံချက်လေးရှိတယ်မသိဘူးကွာ ဟုတ်ကဲ့အဲဒါနဲ့ပတ်သက်လို့ဒီဥမာဆိုတော့မြီးတဲ့ကိစ္စပေါ့နော်အဲကိုက ကိုချက်ကျွေးရတာမဟုတ်လားဒီကိုလည်းရိုးသားစောင့်ထားတယ်ဒါဘယ်လိုမျိုးတက်စော်ရတာခံကြည့်မလဲပေါ့အဲကျွန်တော်တို့ရှားခိတ်ကိုတို့ကြည့်လိုက်ရင်ရတယ်ဒါပေမဲ့မျိုးချလို့တော့မရဘူးဗဇက်ထဲမဝင်အောင်တော့ကိုသတိထားရမယ်ရှားခိတ်ကိုတို့ကြည့်မယ်အာယုံခံကြည့်ပြီးလို့ရှင်ချက်ချင်းပလုတ်ချင်းရမယ်အဲလူမျိုးချင်းတွေတော့ကျွန်တော်တို့ခွင့်ပြုထားတာရှိတယ်သာသနာမှာကျွန်တော်တွေ့ရတယ်ပေါ့နော်နောက်တစ်ခုကကျတော့ဒီဝါကျွေးတဲ့ကိစ္စအဲဘယ်လိုမီးပြတဲ့အခါကျတော့ ကျိတ်လို့မရပြုတ်လို့မရဆိုဝါကျွေးလဲရတာရှိပါတယ်လူကြီးတွေရှိတယ်ကလေးတွေရှိတယ်အိမ်တွေဆိုဒါတွေကိုနားလဲတယ်။ဒါကျွန်မဘာလုပ်လို့ရလဲဆိုတော့ဒီဗဇက်ဖြားလေးတွေဒီအာကောင်အထိမရောက်ဖ ೇನೆ ရှာရှာထိတ်ဖြားလေးနဲ့ပဲဒီဗဇက်ဝင်းနေဆုံးလေးညံ့ညက်လေးခြေသွားလေးတိချဝါပြီးတော့မျိုးမချမိအောင်တတိလုံးဝထားရမယ်ပေါ့နော်။အဲ့လိုမျိုးနဲ့ဝါဝါပြီးကျွေးလို့ရတယ်လူကြီးတွေရောကလေးတွေရောဒါပေမဲ့ကိုဒီအာကောင်နဲ့တူတူရောက်လို့တော့မရဘူးရှင်။ ်ပြီးပြီဆိုတော့ပြလုတ်ချင်းပေါ့နော်အာယုံမခံနဲ့အာယုံမခံပဲနဲ့တဏ္ဍာရီလုံးပြီးရတယ်ဟုတ်အဲ့လိုရှိရင်ညီမတို့ဒီဗီဒီယိုလေးမှာပေါ့နော်အမားတွေညီမတွေခီးသွားမဲ့ကိစ္စပဲပြပြပြောရတဲ့အခါကျလို့ရှိရင်ဒီခုဟိုယာတီလာတဲ့အချိန်နေမှာကိုယ်ဝန်ဆောင်တဲ့အချိန်နေမှာနှုတ်တိုင်တဲ့ကာလတွေမှာဘယ်လိုပုံစံမျိုးတွေကို ဟိုဆောင်းရံရှောင်းရံလေးပေါ့နော်တခါဆောင်းရံရှောင်းရံဆိုတဲ့ဘယ်လိုပုံစံမျိုးဆိုလို့ရှိရင်အစိမ့်ပြေသောဒီဗီဒီယိုလေးကပြပြသွားပဲဖြစ်တယ်ပေါ့နော်အဲ့တော့ဟိုအမရေညီမအနေနဲ့လည်းဒီဗီဒီယိုလေးကြည့်ပြီးတော့အကျိုးတစ်ခုခုရမယ်လို့အမေအနေနဲ့မျှော်လင့်ပါတယ်အမရေညီမတို့ IMU လာပြီးတော့ဖြေချပေးတဲ့အတွက်ဖိတ်တာကိုလည်းလက်ခံပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်အင်ရှာလာနောက်ဒီနောက်ပိုင်းနေပေါ့နော်တကယ်လို့ညီမတို့နောက်တစ်ခါပြန်ဆုံတွေ့မယ်ဆိုလို့ရှိရင်လည်းဖိတ်ချောင်းကိုထပ်ပြီးတော့လက်ခံပေးပါအောင်လို့ဒီကနေပဲထပ်ပြီးတောင်းဆိုလိုက်ပါအမရေအဆလာမုအလัยကွမ်ဝါရမ်တူလိုင်းဝဘရကာတူ يلا جزاك الله خير السلام عليكم ورحمة الله وبركاته